မောင်လင်းကိုသွင်းတာခံရတဲ့အတင်းကြီးလို့ပြည်သက်တဲ့အကြားမှာသမိုင်းဝင်သွားအုံမဲယူနိုက်တက်ပြည်သက်များလုံးမိမိသားများမန်ချက်စတာဖော့ဝါ့စ်ကနေအားလုံးကိုပြန်လဲချိုးလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အတင်းကတော့တကယ်လုံးလိုက်ရင်အဆန်းကြီးတွေပါပဲရာသီကုန်ချေဆန်းပွဲအဆင့်အဖြစ်မန်ချက်စတာနိုင်တဲ့အတင်းအားမလေးရှားနိုင်ငံမှာအာဆီယံဩစတာအတင်းနဲ့ရှင်ပြိုင်ကစားခဲ့ပြီးတကောကောမရှိတဲ့ရှုံးနေသွားခဲ့ပါရင်အာဆီယံဩစတာအတင်းကတော့အာဆီယံနိုင်ငံတွင်းတွေထဲမှာအကောင်းဆုံးကစားမတွေနဲ့စုဖွဲ့ထားတဲ့အတင်းပဲဖြစ်ပါရင် ဒီတင်မှာမြန်မာနိုင်ငံကိုစားပြုကစားမမောင်လင်ကရွေးချယ်ခံခဲ့ရပါတယ်။မမောင်လင်ကလည်းရှေ့မှာထိုင်းလီဝမ်ကလပ်လက်ဖုံးဝါရီယာအသင်းမှာကစားနေတဲ့ကစားမလေးဖြစ်ပါတယ်။မန်ချက်စတာနိုင်တဲ့အသင်းအခြေအနေကဘလောက်ထိအောင်ဆိုးနေတယ်လဲဆိုရင်တော့အာဆီယံအစားအသင်းကိုတော့အသာစီးနဲ့မကစားနိုင်ခဲ့ပါဘူး။နေပြအမ်မော်ရင်ကပထမပိုင်းရောဒုတိယပိုင်းမှာရောအဓိကကစားမတွေကိုလူငယ်ကစားမတွေနဲ့တွဲဖက်ပြီးတော့အသုံးပြုကစားလာခဲ့တာပါ။ ။ခြေစမ်းဝဲပဲဆိုပေမဲ့နှစ်သင်းလုံးကအကောင်းဆုံးနဲ့အတောင်တင်းသောလူစဉ်အကောင်းဆုံးပုံစံနဲ့ရှင်မြန်ကစားခဲ့ပါရင်အာဆီယံအော်စတာအသင်းတွေတလုံးတည်းသောနိုင်ငံကိုယ်ကိုလူစားဝင်မြန်မာကစားသမားမော်လင်ကပွဲချင်း90မိနစ်မှာတည်တည်ငြိမ်နဲ့ကန်သွဲယူသွားခဲ့တာပါ။ဒေသွင်းကုန်တဲ့ပဲအာဆီယံအော်စတာအသင်းကကမ္ဘာကျော်မန်ချက်စတာယူနိုက်တက်အသင်းကိုအနိုင်ယူသွားနိုင်ခဲ့တာပါ။ အတိုင်းကိုရှင်မောင်မောင်လင်းရဲ့ပုံရိပ်ဟာလည်း VTV Media ရဲ့သတင်းစာမျက်နှာတွေမှာပါပါဝင်လာခဲ့ပါတယ်။ United ကလည်းနာမည်သိရခဲ့ပြီးတော့နောက်ဆိုရင်မောင်မောင်လင်းကိုသွင်းတာခံရတဲ့အသင်းဆိုပြီးစားနောက်ခံသွားတော့မှာဖြစ်ပါတယ်။ United ဘက်ကအနိုင်ကိုသွင်းယူခဲ့တဲ့မောင်မောင်လင်းကတော့ Manchester United အမာခံပရိသတ်တူလည်းဖြစ်ပါတယ်။ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ။နောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖို့ရအကြောင်းတွေကိုတင်ဆက်ပေးမှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။